ဧပြီလတော့မိတ်ဆွေတို့ဘာသာဥတီဖတ်ခဲ့ကြလဲအခုလက်ရှိမှာရောဘာသာဥတီဖတ်နေကြလဲကျွန်တော်ဧပြီလတော့ဖတ်ခဲ့တဲ့စာအုပ်လေး၅အုပ်ကိုပြောပြပြပြကြင်ပါတယ်ပထမအုပ်ဆုံးကတော့ဥနုရဲ့ကာမတဏ္ဍာဆွဲစာအုပ်ပါဝိတုစာအုပ်ဖြစ်ပြီးပုံမှန်ဝိတုတွေလိုအခြေအကြောင်းတွေအလွမ်းတွေအစွေးတွေပါလာမျိုးမဟုတ်ဘူးကာမဆိုတဲ့အကြောင်းအရာကိုရေးထားတယ်ဘာသာရေးဆိုင်ရာတွေလည်းတော်တော်များများပါပါတယ်ဖျားဖြစ်မဲ့အုံနီကလေးတွေဖတ်ကိုဖတ်ကြည့်တဲ့စာအုပ်တော့ဥပါနောက်တစ်အုပ်ကတော့ ဆရာပီမိုနေရေးသားထားတဲ့အိစာတရစိတ်ပညာပါကိုကစိတ်ပညာကိုလေ့လာရတာဝါသနာပါရဲ့ဆိုရင်ဖတ်ကြည့်တင်ပါတယ်အရင်ကိုဒီကောင်းရှုပ်ဆရာကောင်းလောက်အောင်ကြည့်လဲရေးထားရမျိုးမဟုတ်ဘူးကျွန်တော်တို့နားလည်ရလွယ်ကူအောင်ရေးထားတယ်တကယ်လည်းဖတ်ရတာအဆင်ပြေတယ်နောက်ပြီးလူတဦးနဲ့တဦးဆက်ဆံတဲ့အခါမှာ communicate လုပ်တဲ့အခါမှာဘလိုမျိုးလေးတွေလုံးဝမလဲဆိုတဲ့ထစ်ဆန်ထွက်ကလေးတွေကိုလည်းရေးပြထားပါတယ်နောက်တစ်ခုကတော့ love ဆရာသင်းညီရဲ့ဆရာသင်းညီရေးသားထားတဲ့စာအုပ်ပါ ဒီစာအုပ်ကအမ်1500အချက်အကြောင်းကိုအများကြီးရေးထားတာမျိုးတော့မဟုတ်ဘူးကျွန်တော်တို့ဘဝမှာဘလိုမျိုးနေထိုင်ရမလဲဆိုတဲ့အကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီးတော့ရေးထားတဲ့စာအုပ်ပါနောက်တစ်အုပ်ကတော့လူငယ်တိုင်းကြည့်လို့မယ်ထင်တဲ့လူငယ်တအူးစိတ်တက်ကြနေသည်ဆိုတဲ့စာအုပ်ပါဆရာတော်ရာမင်းရေးထားပါတယ်ဒီစာအုပ်ကကျွန်တော်တို့လမ်းပြောင်းနေတဲ့လူငယ်တွေဖတ်ကြည့်တင်ပါတယ်ကျွန်တော်တို့လူငယ်ဘဝမှာတွေ့ကြုံရတဲ့အခက်အခဲလေးတွေကိုရေးသားထားတဲ့စာအုပ်တစ်အုပ်ပါနောက်ဆုံးတစ်အုပ်ကတော့ဟုတ် မျောလင်းချက်ဒါလည်းဆရာစင်ကြီးရေးသားထားတာပဲပထမဦးဆုံးစာအုပ်အုပ်ရီ3000ခွဲလောက်ထိရောင်းအားကောင်းထားတဲ့စာအုပ်တအုပ်ပါဒီစာအုပ်က motivation စာအုပ်တကယ်လဲစာဖတ်နေချိန်မှာ motivation အပြည့်အဝရတယ်ဖတ်ကိုဖတ်ကြည့်တဲ့စာအုပ်ပါဒီစာအုပ်ကတော့ကျွန်တော်လုံးဝ highly recommend ပေးပါတယ်စာအုပ်တန်ကြီးလည်းအရင်မများဘူးဆိုတော့နောက်ပြီးတော့စာအုပ်လေးကပပလေးပါစာမျက်နှာကလည်း88လောက်ပဲပါတယ်2နာရီလောက်ဖတ်ရုံနဲ့တန်းပြီးတော့ပြီးမဲ့စာအုပ်လေးပါ တကယ် motivation အပြည့်ဝရပါတယ်ဒီစာအုပ်တွေထဲမှာဒီနှုတ်ကိုတော့ကျွန်တော်ရဲ့ဒီဘိုးဆိုတဲ့ YouTube channel မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ကျွန်တော်တင်ထားပေးပါတယ်နောက်ထပ်စာအုပ်တွေလည်း review ပေးဖို့ရှိပါတယ်ဒါမဲ့တနင်္ဂနွေနေ့မှာ love ဆိုတဲ့စာအုပ်လေးကို review ပေးမှာပါ video ဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် review လုပ်စီခြင်းနဲ့စာအုပ်လေးတွေရှင်လဲ comment box မှာဝင်ပြီးတော့ပါဦးအားလုံးရှင်မကောင်းတဲ့နေ့ရက်လေးပြီးဆိုင်နေကြပါစီ